မန္တလေးငလင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်းမှာရန်ကုန်မှာငလင်ကြီးလှုပ်ခတ်မှာကိုရန်ကုန်နေထိုင်သူတွေကစိုးရိမ်မှုတွေရှိနေပါတယ်။အခုရက်ပိုင်းမှာတော့ရန်ကုန်မှာလည်းငလင်လှုပ်ခတ်မှုတွေရှိလာပါတယ်။ထက်မြင့်တိုက်ခန်းတွေမှာနေထိုင်ကြတဲ့ရန်ကုန်နေပြည်သူလူထုတွေအနေနဲ့ငလင်လှုပ်ခတ်မှုမတိုင်ခင်နဲ့လှုပ်ခတ်နေစဉ်အတွင်းမှာဆောင်ရွက်တဲ့အချက်တွေကိုငလင်ကယ်ဆယ်ရေးတွေကိုတစိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့ပလဲအရန်မိသက်တပ်ဖွဲ့မှကိုထင်လင်းအောင်ကအခုလိုပြောပြထားပါတယ်။ လဲကတော့မျိုးလဲလောက်တော့မသိတာပေါ့မျိုးလဲကတော့အထက်မြင့်နေများတာပေါ့အထက်မြင့်နေညာနော်ဝေးဖြာလဲသူကဒီပြင်ဥစ္စာဆင်းလဲပက်ကန်နေတာလဲသူဖြစ်နေတော့ဒီကျွန်တော်တို့လည်းကြာတော့နည်းနည်းလေးပေါ့အဲကန်နလန်လို့ဘာလို့အဘူထောင်ဖက်ပြန်လည်းနည်းနည်းသိတာပေါ့တော့ပြောအဓိကတော့ကျွန်တော်တို့ကတော့ဒါ first way အခုဒီခုတစ်ခါလှုပ်လိုက်တယ်ပေါ့နော်တစ်ခါပရမတ်ကြီးတုတ်လိုက်တယ်ပေါ့ပရမတ်ကြီးထက်မြင့်မှနေတဲ့လူတွေကပရမတ်ကြီးနှုတ်လိုက်တဲ့အချိန်မှာဒါကောင်းတော့နာအာဥစ္စာငါပပလေးပါပဲဘာမှဖြစ်ပါဘူးဆိုတော့စိတ်နဲ့တော့ဟိုလေးလို့တော့မရဘူးဗျသတိရှိနေမှတော့ရမယ်ပေါ့နော် အသတိကြီးကြီးမှရမယ်။ဒါလည်းဆိုပထမချိန်တုတ်လိုက်တဲ့အချိန်ပဲအချိန်မှာဒါအစိုးရတညာဆိုလို့ရှိလို့ရှိရင်ဒါတော့ညာတိုက်ပေါ်နေပြေးစင်းညာတယ်ပေါ့ကြာနော်။အဲအဲ့လိုမျိုးလေးတွေဟိုဖြစ်တယ်ပေါ့။အာလက်ရှိတိုက်ပေါ်မှာနေတဲ့လူတွေအနေနဲ့ကလည်းဒါဒီပထမချိန်နှုတ်လိုက်တယ်ဆိုတော့နောက်ချိန်တော့ထပ်မလုပ်တော့ဘူးဆိုတော့အတွေးတော့မဝင်သိဘူးပေါ့နော်။ငါလည်းလောက်တာအတော့နှုတ်ရကြအခန့်ရှိလာပြီဆိုလို့ရှိရင်ထပ်လုပ်ဖို့ကတော့နည်းနည်းလေးရှိလာနိုင်တယ်ပေါ့နော်။အဲ့တော့ဒါအထူးပြုပါ။တိုက်ပေါ်မှာနေတဲ့လူတွေအနေနဲ့လည်းဒါ ဟိုဒါပေမဲ့တခုခုဖြစ်တယ်ဆိုလို့ရှိရင်တော့အရင်စိတ်မလောကြတယ်ပေါ့နော်ဟိုအရင်ဒီဘာလို့မျိုးอ่ะဒါအတိတ်လောတယ်လေနော်အဲ့နေလာကလာဟိုပြီးလို့ရှိလို့ရှိရင်អော်တဲ့အကျင့်တွေရှိတယ်အေးလို့ရဟေးလို့ရဟေးပြီးကြဟေးပြီးကြဟေးလို့ပြောလို့အဲ့လိုမျိုးអော်တဲ့လူရှိတယ်ဒီအဲ့ဟာဒီအတိုင်းလဲဟိုထိမ့်လန့်မှုမရှိဘဲနဲ့အေးဒီဒီဒီနေနေနဲ့ဟိုဖြစ်လာတဲ့အရာကိုဖြစ်ရှင်းနိုင်ရင်တော့ပိုကောင်းတယ်လို့အပြန်ပြုချင်ပါတယ်ဟုတ်ကျုပ်တင်ပြည့်ပြည့်မဟုတ်တာကျုပ်တင်ပြည့်ပြည့်မှုအနေနဲ့တော့ဒါမိမိအိမ်မှာတော့ဒါအရေးကြီးဆုံးတော့ဒါစာရက်စာတန်းပေါ့ဗျာနော်စာရက်စာတန်းတော့လောကယတနာလို့ပေါ့နော် ဒါအဓိကအဓိကအဒီပေါ့ဘွားနဲ့တည်လို့ရမယ့်အရာတွေပေါ့ဒါဟိုတကယ်လို့ဟိုဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်ဒါလေချာလေးကိုလေချာစီစစ်ပြီးတော့ထိန်းသိမ်းထားတင်တယ်ပေါ့နော်အဲ့ဒါဒီ drop ပါပဲဟိုကျမတို့ရှူတော့တဲ့အနေနဲ့ကြည့်မယ်ဆိုလို့ရှိလို့ရှိလို့ရှိရင်တော့ဟိုချိုးရဲ့တိုက်ခန်းနေရပုံစံအနေထားတွေရတယ်ဒါကျွန်တော်လည်းမတိမတိနိုင်ဘူးပေါ့နော်အော်ဟို foundation အဓိကတော့ဒီချာကောင်းကောင်းမွန်ချထားတဲ့အပေါဦးတွေဆိုလို့ရှိလို့ရှိရင်တော့ဒါဆိုအရာတွေဆိုနိုင်ငံလေးနဲ့ဟိုခံနိုင်ရရှိတာလေးလည်းတွေ့ရတာရှိတယ်ပေါ့နော် အော်ဟိုဖြစ်တဲ့အချိန်မှာတော့ဒါအရေးပေါ်ဆိုလို့ရှိလို့ရှင်တော့ဒါခရာနော်ခရာခရာတောင်းထားရမယ်နော်တံမီးတောင်းထားရမယ်အဲဒါလေးရတော့ဒါကိုတကယ်လို့ဟိုဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်မမဒါကိုတနည်းမှာပိတ်နေနေရတာညာဖြစ်တယ်ဆိုတာခရာလေးတွတ်ပြီးတော့အူကြီးတောင်းတာတော့တပီးလေးထိုးပြီးကိုကြီးတောင်းတာတော့ဗောနော်အဲအေးပေါ်တပီးတို့ခရာတို့နော်အဲလေးလေးဆောင်းထားတင်ပါတယ်နောက်တော့ဒီဟိုကအပိတ်ယူဆောင်သွားပြီးအပိတ်ယူဆောင်လို့ရတဲ့ဒါ1 liter size လောက်ရှိတဲ့ရေပန်မိုးလေးတွေပေါ့နော်ဟုတ် အထင်လာပြီဆိုတဲ့အချိန်မှာဒီလူလူဘာမှမှန်ကြထင်လာပြီဆိုတဲ့အတိုင်းကတော့မြန်မာနိုင်ငံကြီးတက်ဖွဲ့ကဒီလူလူနဲ့အကြဆုံးရှိနေတယ်ပေါ့နော်အဲ့တော့ဒီချက်တရမယ့်ဒီဖုန်းနံပါတ်တွေကိုဒါကိုဖုန်းနံပါတ်ကိုနဲ့ထဲမှာမှတ်ထားဖို့လိုတယ်အဲ့တော့ဒီကိုမှတ်ထားတဲ့ဖုန်းနံပါတ်ကလည်းကိုခေါ်လိုက်ပြီဆိုတာနဲ့ဒါခေါ်လို့ရမယ့်ဖုန်းနံပါတ်ကိုပေါ့နော်အဲ့တော့ဖုန်းနံပါတ်တော့ဒါဖုန်းထဲမှာစိတ်ထားဖို့လိုပါတယ်ပေါ့နော်အဖြစ်ဖြစ်ဆိုတာနဲ့ဒါလမ်းမျိုးအကူကြီးတောင်းမယ်ဥပမာကျွန်တော်ဖုန်းနံပါတ်တွေဆိုတာပြည်သူတော်တော်များများသိရတယ် အဲ့လိုဆိုတော့ညဆိုလို့ရှိရင်ဒါရေကြောမှာတိုက်ပေါ်နေတတိယအောက်ပြပြပါရတယ်။အဲ့အဲ့ထားမှာရှိတဲ့ပြီးတော့ကျွန်တော်တို့ဖုန်းဒီတန်းတောင်းတယ်။အဲ့ကျွန်တော်ဒီစက်ကပြစကန်နဲ့ကျွန်တော်လွတ်ပေးနိုင်တယ်ပေါ့နော်။အာအချိန်ကြီးအကလေးအသက်ကိုကယ်ပြနိုင်တယ်ပေါ့နော်။အဲ့လိုပဲပေါ့ဒီကိုအရေးကြီးတဲ့ဖုန်းနံပါတ်တွေကကွန်ပျူတာစုဝင်ရဲ့ဖုန်းနံပါတ်တွေပေါ့နော်။ဒါတွေအကုန်လုံးကဒါဟိုအရေးပေါ်ခေါ်တဲ့အချိန်မှာအလွယ်တကူခေါ်လို့ရမယ်။အာကိုဟိုပြောဆိုကကိုအာကိုပဲအချိန်မှာရေချိန်မဲ့ဖြစ်ဖြစ်ကြိုင်မဲ့ဖုန်းမျိုးတော့ရှိတာတင်တာပေါ့နော်။ဟုတ်